ေတာကန်ယူကရိန်းစနိုက်ပါသမားတွေဟာရုရှားစစ်တပ်ကြီးတွေအိမ်မဆိုးတစ်ခုဖြစ်လာခဲ့တယ်။အားလုံးပဲမင်္ဂလာပါခင်ဗျာ။ဒီဒီကမှာတော့ Sniper The White Raven ဆိုတဲ့ဇာကားလေးကိုတင်ဆက်ပေးသွားချင်ပါတယ်။ဇာကားကအသင်္ချာပညာရှင်၊ယူဘဗီရာပညာရှင်၊စီးဝါးရေးပညာရှင်၊ဝေဒပညာရှင်စတဲ့ပညာမျိုးစုံတော်တဲ့မက်ကိုလာဗီရိုနန်ကိုဆိုတဲ့လူတစ်ယောက်ကကိုဝင်ဆောင်တဲ့ဇနီးဖြစ်သူနာစရီယာကိုနှုတ်ဆက်ပြီးတော့စပိန်လိနဲ့လှုပ်စီကိုထွက်လာတာနဲ့စတင်ထားပါတယ်။သူတို့ကယူကရိန်းနိုင်ငံရဲ့ Donbas ဒေသကနှာတာလောက်ကျယ်ပြီးတော့ အရန်ကုန်ငိမ့်ချမ်းလာတဲ့ဧရိယာလေးမှာနေထိုင်နေကြတာလည်းဖြစ်ပါတယ်။သူတို့တွေကဒီဒေတာထဲမှာပထမဆုံး Gaius နဲ့လိုက်လျောစွာနေထိုင်ကြတဲ့သူတွေအဖြစ်မှတ်ယူခံထားရပါတယ်။မက်ကူလာကသူစပိန်ကိုပါကင်ထိုးလိုက်ရင်းနဲ့သူစာတင်နေတဲ့အကြောင်းလေးကိုဝင်သွားခဲ့ပါတယ်။အတွင်းရောက်တော့သူဟာယူကရိန်းမျိုးတော်ခိမ့်မှာဆန္ဒပြသူရာပေါင်းများစွာကိုတပ်ပစ်တဲ့အထူးတပ်ဖွဲ့အကြောင်းထုတ်လွှင့်နေတဲ့သတင်းကိုမြင်လိုက်ရပါတယ်။ပြီးတော့သူတို့ယူကရိန်းသမ္မတကရုရှားစီကိုထွက်ပြေးပြီးတော့ ရုရှားတွေကလည်းယူကရိန်းကိုတင်အားဓမ္မကျူးကျော်ဝင်ရောက်ခါနီးနေပြီဆိုတာကိုပါသိလိုက်ရပါတယ်။ယူဘဝီကတင်နေတုန်းမှာမက်ကူလာက သူ့ရဲ့ဘူတုဒ္ဒတွေကိုအကောင်းဆုံးမျှဝေပေးရင်းနဲ့သူ့ရဲ့ចောင်းသားတွေကိုပြင်ညာပေးနေပါတယ်။သူ့ចောင်းသားတွေထဲမှာအိုင်ဗန်လို့ခေါ်တဲ့ចောင်းသားတစ်ယောက်ကတော့သူစာတင်နေတာကိုစိတ်ဝင်စားဟင်မပြပါဘူး။အဲဒီစားသူကဆရာကိုရန်မူနေခဲ့ပါတယ်။အတန်းပြီးသွားတဲ့ခါမှာတော့အိုင်ဗန်ကမက်ကူလာနားကိုရောက်လာပြီးတော့ဆရာကဒီမှာလူစိမ်းဖြစ်နေတာမို့ဒီကနေထွက်သွားပါတော့လို့သူကလာပြောခဲ့ပါတယ်။နောက်ထပ်သူ့လို့စီကိုစပိန်နှင်းသွားနေတဲ့တရက်မှာတော့ တို့နေရာနားမှာစစ်သားတွေရောက်နေတာကိုမက်ကူလာတွေ့လိုက်ရပါတယ်။ဒါမဲ့သူကဘာမှထွေထွေထူးထူးမတွေ့တော့ဘဲနဲ့အလုပ်ကိုပဲ report တင်ဖို့သွားလိုက်ပါတယ်။ပုံမှန်တိုင်းပဲသူကစပိန်ကိုပါကင်ထိုးတယ်ပြီးတော့အကြောင်းထဲကိုဝင်လိုက်တယ်။အတွင်းထဲကိုရောက်တော့ဘယ်သူမှမရှိဘဲနဲ့ဆရာဆိုလို့သူတယောက်တည်းပဲရှိနေတာကိုတွေ့ပြီးတော့အံ့အားတင်သွားခဲ့ရပါတယ်။တရင်ထဲမှာတော့ဗျံပရာအခြေအနေတွေကနေရာအားလုံးမှာဖြစ်နေသေးပြီးတော့ရုရှားတွေကလည်းသူတို့အိမ်ကြီးချင်းဧရိယာတွေထဲကိုကျူးကျော်ဝင်ရောက်ဖို့ဆက်လုပ်နေသေးတယ်ဆိုတာတွေ့လိုက်ရပါတယ်။ဒါကြောင့်မို့ချက်ချင်းပဲစပိန်ဆွဲထုတ်ကသူ့အိမ်စီကိုပြန်လာခဲ့ရပါတယ်။ သူမိမကအိမ်မှာတယောက်တည်းဖြစ်နေသလိုအစောပိုင်းတုန်းကသူတွေးခဲ့တဲ့စိမ်းနှောင်ရှိဖြစ်စရာစသားတွေကလည်းသူ့တွေးထဲဝင်လာခဲ့ပါတယ်။ဒါမဲ့နောက်ဆုံးမှာတော့သူ့ရဲ့တွေးကမမပါဘူး။ဝေဝေးကနေပဲသူမိမဖြစ်သူအရိုက်နဲ့ခံနေရတာကိုသူကမြင်လိုက်ရပါတယ်။အဲနောက်သူကအကူအညီပေးဖို့အတွက်ပြေးသွားခဲ့ပေမဲ့လည်းသူ့ကိုတနက်တင်နဲ့ထုတာပဲခံလိုက်ရပါတယ်။သူမိမကကိုဝင်ဆောင်ထားတာမို့လို့သူမကိုနာကျင်အောင်မလုပ်ဖို့သူကတောင်းပန်လိုက်ပေမဲ့လည်းခွေးသားတွေကတော့သူ့စကားကိုနားမထောင်ပါဘူး။ပြီးတော့ရုရှားစစ်သားတယောက်ကသူတို့အိမ်ထဲကိုဝင်သွားပြီးတော့အိမ်ကိုမိရှုပစ်လိုက်ပါတယ်။ ရုရှားနှစ်ယောက်ကထွက်သွားဖို့လုံနေတော့မှပဲနာစတီယာကလက်တုပ်ပြန်ဖို့ဆိုပြီးတော့ကြောက်ခဲကိုဆွဲယူပြီးတော့သွားခဲ့ပါတယ်။အဲဒီမှာကြောက်ခဲထုတ်ရင်တနက်နဲ့ပြစ်တာပေါ့ဆိုတဲ့အကြောင်းတော်ကြီးသားစစ်သားတွေကကိုဝင်ဆောင်တော့ဘာတော့မသိဘဲနဲ့ပြစ်လိုက်ရမှာနာစတီယာလည်းမက်ကူလာရှိမှရင်လဲကြတည်ဆုံသွားခဲ့ရပါတယ်။အဲဒီနောက်ချိန်နေနဲ့လောက်ကြာသွားတဲ့အခါမှာတော့ယူကရိန်းပြည်သူတော်လိုင်းတပ်ဖွဲ့ဝင်ယူကရိန်းနှစ်ယောက်ရောက်လာပြီးတော့နာစတီယာကိုတကြိုးဖို့အတွက်မြေချင်းကူတူးပေးနေကြတော့မက်ကူလာကသူ့ရဲ့မိရှုခံထားရတဲ့အင်္ဂလိပ်စီကိုပြန်လာပါတယ်။ အမှသူ့အတွက်သူမိမလုပ်ပေးထားတဲ့ခရစ်တော်ကားစဉ်တင်ခံထားရဟန်တက်သားယုံလေးကိုတွေးလိုက်ရပါတယ်။ဒီနောက်မှာတော့သူ့ရဲ့မိမဖြစ်သူကိုနှလုံးသားကြေကွဲမှုတွေအပြည့်နဲ့မြင်မြုပ်ပေးလိုက်ပါတယ်။ပြီးတော့နောက်ထပ်ဘာဆဲလုပ်ရမယ်မမသေးချာသေးပဲနဲ့ယူကရိန်းနှောင်းနဲ့အတူသူကလိုက်သွားဖို့အဆုံးဖြတ်လိုက်ပါတယ်။အဆုံးမှာတော့သူလည်းယူကရိန်းပြည်သူစစ်အဖွဲ့မှာဝင်လိုက်ပါတယ်။ဒုံးစံတိုင်းခေါင်းဆောင်ဖြစ်သူကတော့မက်ကူလာဟာဒလန်တယောက်ဖြစ်ရမယ်ဆိုပြီးတော့သူ့ကိုမယုံပါဘူး။မက်ကူလာကတော့သူ့နိုင်ငံကနေရုရှားတွေကိုမောင်းထုတ်ဖို့ဘလောက်ထိစိတ်အားထက်သန်နေတာကိုပြသလိုက်ပြီးတော့အဖွဲ့ထဲကိုဝင်ဖို့ကြိုးစားလိုက်ပါတယ်။ အဲ့နောက်မှာသူလည်းသူတို့တွေနဲ့အတူလေ့ကျင့်ရေးတစ်ကြိမ်ဆင်းဖို့အခွင့်အရေးရလာပါတယ်။ဒါမဲ့သူကတော့ဆစ်ဆန့်ကျင်ရေးဝါဒီသမားပဲဖြစ်နေပါသေးတယ်။သူ့မှာတနတ်နဲ့ပတ်သက်တဲ့ဘိုးသူတာလည်းနည်းနည်းပဲရှိနေပါသေးတယ်။အဲ့မှာမျိုးသမီးတစ်ယောက်ကတနတ်ဖြုတ်တဲ့ကိုသူ့ကိုပြပြီးတော့သူလည်းတင်ယူဖို့ဆုံးဖြတ်လိုက်ပါတယ်။တ냐ရုပ်ပန်းဆိုင်ရာလေ့ကျင့်ခန်းလုပ်နေတော့မှာတော့သူ့ထက်ရရှိကမကူလာဟာဆန့်ကျင်ရေးဝါဒီသမားတစ်ယောက်ထပ်ဖြစ်တော့မှာမဟုတ်ဘူးလို့ယူဆသွားခဲ့ပါတယ်။ပြီးတော့သူ့ရဲ့လေးဝက်နံမည်ဖြစ်ကြီးကန်းလို့သူ့ကိုနံမည်ပေးလိုက်ပါတယ်။သူ့အတွက်ဆစ်စင်ရေးလေ့ကျင့်ခန်းတွေကအတွေ့အကြုံအသစ်ဖြစ်ပေမဲ့လည်း လစားပြောင်းချိန်နိုင်မှုအတွက်သူဟာသူ့ရဲ့ဘူးတုဒ္ဒရအားလုံးကိုတုံးချပြီးတော့စူးစမ်းခဲ့ပါတယ်။အဲဒီမှာတင်နန်းသားတွေကိုစတိုင်ပါသမားလိုအပ်နေသေးကြောင်းအရာရှိကလာပြောပါတယ်။ပြီးတော့ဘသူတွေဗလန်တီယာအနေနဲ့လေ့ကျင့်ခန်းဆင်းကျင်တုံးလို့မေးလိုက်တော့အနှဲငယ်ပဲစိတ်ဝင်စားဟန်ပြခဲ့ကြပါတယ်။မကူလာကလည်းမတက်ရလိုက်ပါတယ်။အဲဒီမှာအရာရှိကမကူလာအနေနဲ့တနက်ကိုတော့အချိန်မီအဖြုတ်တန်မလုပ်နိုင်တာမို့ပြန်ထိုင်မှုပြောလိုက်ပါတယ်။မကူလာကလည်းသူလုံနိုင်တယ်ဆိုတာကိုတက်တည်ပြဖို့အခွင့်အရေးတစ်ကြိမ်ပေးမလားလို့မေးလိုက်တယ်။ပြီးတော့သူစက္ကန့်20အတွင်းပြီးအောင်လုံနိုင်တယ်လို့လည်းအရာရှိကိုလောင်းကြီးတင်လိုက်ပါတယ်။ အဲနောက်မှာတော့အရာရှိက AK47 တလက်ကိုဇပွဲပေါ်ကိုတင်ပေးလိုက်ပါတယ်။မကူလာကသူ့မျက်လုံးကိုဝက်စည်းလိုက်ပြီးတော့တနက်ကိုဖြုတ်ပြလိုက်တော့အားလုံးလည်းအားသင်သွားကြပါတယ်။အဲနောက်မှာတော့တနက်ကိုချောချောမွေ့မွေ့ပဲပြန်ပြီးတော့တက်ဆင်ပြလိုက်ပါတယ်။ကြာချိန်ကတော့18စက္ကန့်သာရှိပါတယ်။ဒီချိန်မှာတော့လောင်ရည်တန်နေစားလက်ခုပ်တန်တွေပဲသူကရရှိသွားခဲ့ပါတယ်။အခုတော့မကူလာဟာစနိုက်ပါသမားတစ်ယောက်အဖြစ်လေ့ကျင့်မှုခွင့်ပြုခံလိုက်ရပါပြီ။လေ့ကျင့်ခန်းကာလမှာမကူလာကတခြားသောသင်တန်းသားတွေနဲ့မတူတဲ့တနက်ကိုလက်ခံရရှိတာမျိုးအံ့အားတင်သွားခဲ့ရပါတယ်။ ဒါကြောင့်မို့မမြတ်တဘူးလို့သူကထင်သွားခဲ့ပါတယ်။သူလည်းပဲတခြားတင်နန်းသားတွေရထားတဲ့ SVD 63ကိုရကျင်ပါတယ်လို့တောင်းဆိုလိုက်တယ်။ဒါပေမဲ့တောင်းမြင်ကနေတဲ့ပုံမှန်နဲ့မို့သူကမရခဲ့ပါဘူး။ဒါကြောင့်မို့တခြားရွေးချယ်စရာမရှိတော့ဘဲနဲ့ရလာတဲ့တနက်ကိုပဲလက်ခံလိုက်ရပါတယ်။တင်နန်းသားတွေကဘလို့ချိန်နေမှာပဲဖြစ်ဖြစ်မမြင်နိုင်အောင်နေကြဖို့တင် जा ခံရပါတယ်။အဲမှာလေးကျင်ငံတစ်စိတ်ဒီပိုင်းနေတဲ့တင်နန်းစရာကသူတို့နဲ့လက်မအနှဲငယ်ပဲကွာတဲ့နေရာကိုပြစ်လိုက်ပါတယ်။အဲမှာတုတ်ပြန်ပြီးတဲ့သူကလေးကျင်ရေးမှာကြာရှုံးမှာဖြစ်ပါတယ်။ ဒီစီစဉ်ရေးမှာတော့တင်နန်းစားအများစုလည်းကြာရှုံးသွားခဲ့ပါတယ်။မကူလာကတော့အတန်ကျဲကြီးနဲ့သူ့ကိုအန်ရဖြစ်စေနိုင်တဲ့စမ်းသပ်မှုမျိုးဖြစ်တာကိုတော့မှတစက်ကလေးမှမတွန့်သွားခဲ့ပါဘူး။နောက်ထပ်လေးကျင်ကန်းကတော့ပြက်မှတ်ကိုတခါမြင်ပြီးတာနဲ့သူ့ရဲ့မှန်မြောင်းကိုဖုံးလိုက်တာဖြစ်ပါတယ်။ဒီဒီကမှာတော့မကူလာကလွဲသွားခဲ့ပါတယ်။ဒီလိုဖြစ်ရတာဟာသူဟာအကောင်းဆုံးလက်နက်ကိုသုံးခွင့်မရတာကြောင့်ဆိုတာကိုသိပင်မဲ့လေမကူလာတယောက်လုံးဝကိုထုံးမတက်ခဲ့ပါဘူး။ လေကျင်ရေကအတွက်ချဲဘက်မှာဖြစ်လာတော့သူတင်တန်းသားတွေမတိုင်ခင်မှာအဖြေရောက်အောင်တွတ်ထုတ်နိုင်တဲ့ဒုဗိုလ်မူကြီးကိုတော့မက်ကူလာကထင်ကြီးသွားစေခဲ့ပါတယ်မက်ကူလာရဲ့သင်ချာပညာရှင်တယောက်ဖြစ်ရက်ဒီကဲမူဟာဒီအချိန်မှာတော့အသုံးဝင်လာခဲ့ပြီဖြစ်ပါတယ်နောက်ဆုံးမှာမက်ကူလာဟာစနိုက်ပါထရိနီကိုအောင်မြင်သွားခဲ့ပါပြီဒီမှာတော့ဒုဗိုလ်မူကြီးကမက်ကူလာကိုသူ့ပစ္စည်းတွေကိုတင်ထားဖို့ပြောလာပါတယ်သူကရုရှားတွေတင်ပိတ်ထားတဲ့စစ်ဆေးရေးဂိတ်တစ်ခုစီကိုတွားရမယ့်အဖွဲထဲမှာပါနေခဲ့တာဖြစ်ပါတယ်သူတို့ဘက်ကချက်ချင်းပဲနေရာယူလိုက်တယ်စနိုက်ပါသမားတယောက်စီတိုင်းမှာကိုပိုင်ပြတ်မှတ်တွေရှိနေပါတယ် သူတို့တွေလည်းသူတို့ရဲ့အစီအစဉ်ကိုဆုံးသက်ဖို့ရှိနေတော့ကားတစ်စီးကစစ်စေးရေးဂိတ်စီကိုဥတီလာနေခဲ့ပါတယ်။ဒါကြောင့်မို့ဒုဗိုလ်မှူးကြီးကပြစ်တာကိုရိုက်ခိုင်းလိုက်ပါတယ်။ကားတွေကဇုံတွေဟာကားတွေကနေထွက်လာခိုင်းပြီးတော့သူတို့ရဲ့ passport ကိုပြခိုင်းခံခဲ့ရပါတယ်။အားလုံးရှင်းလင်းသွားချိန်မှာတော့သူတို့ကိုသွားခွင့်ပေးလိုက်ပါတယ်။ဒါမဲ့အမျိုးသားဖြစ်သူရဲ့ passport ကိုတော့ယူထားလိုက်ကြပါတယ်။အမျိုးသားကသူ့ passport ကိုပြန်လိုချင်ပေမဲ့လည်းရုရှားကြီးကဘာခွင့်ဖန်မှုမှန်းမသိတာကြောင့်ပြန်မပေးဘဲနေခဲ့ပါတယ်။ဒါကြောင့်မို့ချင်းတွေကရိုးရိုးတဲတဲတွေဖြစ်သွားခဲ့ရပါတယ်။ အမျိုးသမီးကပါးရိုက်ခံလိုက်ရတယ်လို့အမျိုးသားကတော့ပြစ်ဒဏ်ခံလိုက်ရပါတယ်။အဲမှာဒုဗိုလ်မှူးကြီးကသူတို့ကိုပြစ်ဖို့အချက်ပြလိုက်ပါတယ်။အဲနောက်မှာတော့ရုရှားအားလုံးနဲ့နေထင်မှာပေါက်လေးတွေဖောက်သွားရင်းနဲ့အားလုံးမလကာသီးစားခဲ့ရပြန်ပါတယ်။ဒုဗိုလ်မှူးကြီးကတော့ပထမဆုံးမရှင်ကိုအောင်အောင်မြင်မြင်ဆုံးသတ်နိုင်တဲ့အတွက်သူတို့အဖွဲ့ကိုချီးကျူးလိုက်ပါတယ်။သူတို့အဖွဲ့ခြေဆိုင်စကန်းစီကိုပြန်လာကြတော့မကူလာကသူ့တင်တန်းပေါ်တငယ်ချင်းတွေကိုလိုက်ရှာပါတယ်။အဲမှာအားလုံးဟာမရှင်တီးတီးအတွက်လူခွဲလိုက်ကြပြီးဖြစ်ကြောင်းသိလာရပါတယ်။ အဲနောက်မှာသူ့ရဲ့တန်းပေါ်ရီတဲကတယောက်ဟာစနိုက်ပါနဲ့စူးစူးဝါဝါပြစ်တက်ခံလိုက်ရတယ်ဆိုတာကိုသူကသိလိုက်ရပါတယ်။ဒီနေ့မှာတော့သူတို့ဖွဲ့ကနောက်ထပ်မရှင်တစ်ခုစီကိုတွားရပါတယ်။ဘုံတွေဆင်ပြီးကလုတ်ကိုတည့်ရွတ်တည့်ရွတ်နဲ့ဖုံးထားတယ်။ရုရှားတွေအနီးရောက်လာတဲ့အခါမှာတော့သူတို့တွေထဲမှာသူ့ကိုအမြဲရန်ရှာနေတဲ့သူ့ရဲ့ចောင်းသားဟောင်းအိုင်ဗန်ကိုမြင်လိုက်ရတာမို့မကူလာလည်းအံ့အားတင်သွားခဲ့ပါတယ်။ဒါမဲ့အံ့အားတင်တာကတိတ်မကြလိုက်ပါဘူး။ပြင်းထန်တဲ့ဘုံတွေတွန်းထခွေသွားတော့ သူ့ကိုအမြဲရန်ရှာနေတဲ့ចောင်းသားဟောင်းအိုင်ဗန်ပါဝင်ရုရှားတွေအားလုံးလည်းတွဲလိုက်ကိုမလကာသီးစားကုန်ကြပါလေ။ဒီဘုံမူကြီးကတော့အိုင်ဗန်ကသူ့ရဲ့ဆုံးဖြတ်ခြင်းနဲ့သူပြုလုပ်ခဲ့တာမို့ဒါကိုဆိုးရွားတယ်လို့ခံစားမနေဖို့ရာမက်ကူလာကိုပြောလိုက်ပါတယ်။အဲ့တော့သူတို့တွေနေရာယူနေတော့မှဒူဘိုမူကြီးကသူ့ရဲ့မိသားစုပုံကိုထုတ်ပြလာခဲ့ပါတယ်။မကူလာကကြည့်လို့ရမလားလို့မေးပြီးတော့ယူကြည့်လိုက်တဲ့အခါမှာတော့ရာရှိကြီးကသူ့မှာသူပါလုံးနေတဲ့ဆိုတာကိုမသိတဲ့တမီးနှစ်ယောက်ရှိတဲ့အကြောင်းကိုသူကပြောလာခဲ့ပါတယ်။ ဒါကြောင့်မို့သူ့လောက်ကဘာဆိုတာကိုသူသမီးတွေကိုမပြောဖို့သူမိမနဲ့သဘောတူညီမှုယူထားရတာပါသူသမီးတွေကတော့သူတို့ဖေဟာ business trade တစ်ခုသွားနေတယ်လို့တည်ထားကြတာပါဒီဘုံမူကြီးကမကူလာမြေတန်းဆောင်ထားတဲ့ crypto ကားစဉ်တင်ကန်ထားရဟန်တသားယုတ်လေးကိုမြင်သွားခဲ့ပါတယ်ဒါကြောင့်မို့အဲ့ဒါကဆောင်လာလို့သူကမေးလိုက်ပါတယ်မကူလာကတော့ဒါဟာသူ့အတွက်သူ့မိသားစုတင်ကြေးတာဖြစ်ကြောင်းပြောပြလိုက်ပါတယ်ယူကရိန်းတပ်သားတွေဟာနေဇန်နာကဂရုတ်ကျင်းနေတဲ့မှာနေရာယူထားချိန်မှာစနိုက်ပါသမားတွေကလည်းကိုယ်နေရာနဲ့ကိုတာဝန်ယူထားရပါတယ် သူတို့တွေဟာရုရှားတပ်တွေဖျက်မသွားခင်လေးမှာပဲနေရာယူထားခဲ့တာဖြစ်ပါတယ်။တချိန်တည်းမှာပဲရုရှားတွေကလည်းဒီဒေတာကြီးကိုကျူးကျော်ဝင်ရောက်ဖို့ပြင်ဆင်နေကြပါတယ်။အဲဒီမှာမက်ကူလာတယောက်သူ့မိမကိုတတ်သွားခဲ့တဲ့ရုရှားကောင်ကိုသူ့ရဲ့စကုတ်ထဲကနေမြင်လိုက်ပါတယ်။ဒါကြောင့်မို့သူကဒုဗိုလ်မှူးကြီးကိုပြစ်ခွင့်ပြုပေးဖို့အကြောင်းခွင့်ပြုချက်တောင်းလိုက်ပါတယ်။ဒါမဲ့လည်းဒုဗိုလ်မှူးကြီးကတော့သူ့ကိုစောင်းဖို့ပဲပြောခံလိုက်ရပါတယ်။အဲဒီနောက်မက်ကူလာတယောက်ခုနေသားပြေးရမယ်ဆိုဒီခွေးသားနောက်ထပ်ခုနှစ်ဘွားလောက်အထိလူပြန်ဖြစ်လာနိုင်မှာမဟုတ်တဲ့အနေထားပဲဆိုပြီးတော့ခွင့်ပြုမိတ်ထပ်တောင်းခဲ့ပါတယ်။ သူကသူ့မိမကိုတတ်သွားတဲ့ဘဲမို့လို့အရန်ကိုပြစ်ချင်နေခဲ့ပါပြီ။သူ့အမူကြီးကတော့စိတ်လျှော့ထားဖို့နဲ့ဒေဦးတဲကငါပဇောင်တဲကကွန်းရဘဲချင်းကောက်ဝါဝါရတယ်ဆိုပြီးပြောလိုက်ပေမဲ့လေမကူလာကတော့အခွင့်အရေးကိုလက်လွတ်မခံနိုင်ဘူးဖြစ်နေခဲ့ပါတယ်။ဒါကြောင့်မို့ထက်လူကြီးစကားကိုနားမထောင်တော့ဘဲနဲ့မကူလာကခလုတ်ဆွဲလိုက်ရမှာတော့သူ့မိမကိုတတ်သွားတဲ့ရုရှားကောင်လဲလေဘင်းလီတိုးသွားပြီးတော့မာလကာသီးစားလိုက်ရပါတယ်။အရာရှိကြီးကတော့သူ့မိန်းကိုလက်လျူရှုခံလိုက်ရတာမို့အတော်လေးကိုစိတ်ပြစ်သွားခဲ့ပါတယ်။သူတို့တွေရုရှားတွေကိုမာလကာသီးကျွေးဖို့စောင့်နေချိန်မှာ တစ်ဖက်မှာတော့ရုရှားနာမည်ကျော်စနိုက်ပါသမားစီရီကလည်းယူကရိန်းသားစားဖို့ဆိုပြီးတော့သူတို့နဲ့ဆန့်ကျင်ဘက်အရက်ကနေပြောင်းချိန်ထားပါတယ်။စီရီကိုဒုဗိုလ်မှူးကြီးကတွေ့သွားခဲ့ပါတယ်။ဒါကြောင့်မို့ရုရှားစနိုက်ပါသမားနေရာကိုမက်ကူလာကိုပြောလိုက်ပါတယ်။ဒါမဲ့ရုရှားကြီးရဲ့တုတ်ပြန်မှုကအရန်ကိုမြန်လွန်းနေတော့မက်ကူလာအတွက်အခက်ကြုံနေရပါပြီ။အဲဒီနောက်မှာတော့ရုရှားစနိုက်ပါသမားရဲ့လက်ချက်နဲ့ပဲဒုဗိုလ်မှူးကြီးလည်းမာလာဂါသီစားသွားရပါတယ်။အဲကမှာတော့မက်ကူလာလည်းသူတို့ရဲ့နေရာက ပြကွင်းထဲကျနေတယ်ဆိုတာကိုသူလည်းသိသွားခဲ့ပါတယ်။ အဲနောက်မှာမကူလာတယောက်ရာရှိကြီးရဲ့အလောင်းကိုသူ့ရဲ့နောက်ကျောင်းမှာပိုးထားရုံနဲ့နေရာရွှေ့နေတုန်းမှာရုရှားတွေရဲ့အသေးတံတိုက်ခိုက်ခြင်းကိုခံခဲ့ရပါတယ်။ဒါမဲ့ကံကောင်းတော့ဂရုချင်းတစ်ခုကိုတွေ့သွားတာမို့သူ့ရဲ့တပ်ပေးကလွတ်သွားခဲ့ပါတယ်။သူသက်ရှင်ခဲ့ပေမဲ့လည်းရာရှိကြီးကံမကောင်းခဲ့တာမို့သူ့ကိုယ်သူပြစ်တင်တဲ့စိတ်တွေကကြီးစိုးနေခဲ့ရပါတယ်။ဒီရာရှိကြီးဟာသူ့ကိုအမြဲတမ်းယုံကြည်ခဲ့သလိုဒီတာဝန်တွေထမ်းဆောင်နိုင်ဖို့အတွက်လည်းသူ့ကိုခွင့်ရေးပေးခဲ့သူလည်းဖြစ်ပါတယ်။ဒါပြင်သူ့ရဲ့လက်စားချေခြင်းလူစိတ်ကြောင့်ရာရှိကြီးမပြက်ခိုင်းမဲနဲ့ပြက်လိုက်မိတာကိုလည်းတွေးမိပြီးတော့သူကဝမ်းနေလာခဲ့ပါတယ် ဒါကြောင့်ရာရှိကြီးတည်ဆုံခဲ့ရမှုကိုလက်စားချေဖို့ရာဆိုသူ့ကိုတတ်သွားတဲ့စနိုက်ပါသမားနောက်ကိုလိုက်ပြီးတော့အမဲဖြစ်ဖို့နီလန်တစ်ခုပဲရှိခဲ့ပါတယ်။မဂူလာကတယောက်တည်းမရှင်ကိုသွားလုပ်ပါတယ်။အဲမှာစနိုက်ပါသမားနှစ်ယောက်ကိုတွေ့ပြီးတော့တုတ်တင်နိုင်ခဲ့ပေမဲ့လည်းသူ့အတွက်အာသာမပြေဘူးဖြစ်နေပါတယ်။မရှင်ကနေပြန်လာပြီးအနားယူနေတော့မှဗိုလ်မှူးချုပ်စီကနေဖုန်းဝင်လာပြီးတော့ရုရှားစနိုက်ပါသမားနဲ့ပတ်သက်တဲ့သတင်းပေးပေမဲ့လည်းအသေးစိတ်တော့လက်ရှိချိန်မှာမပြောနိုင်ဘူးလို့သူကပြောခဲ့ပါတယ်။သူကသူတို့ချင်းတွေးမှသာမဂူလာအတွက်လိုအပ်တာတွေဖြည့်ဆည်းပေးမယ်လို့ဆိုလာတာမို့ မဂိုလာလည်းအထုပ်ပိုးပြင်ပြီးတော့အဲ့ဒီညာစီကိုတွားလိုက်ရပါတယ်။ဒါကရုရှားစနိုက်ပါသမားအကြောင်းပူသေးရဖို့သူ့အတွက်ခွင့်ရေးပဲဖြစ်ပါတယ်။ဘုံဦးချုပ်ကရုရှားစနိုက်ပါသမားကဘာတွေလုပ်နိုင်တယ်ဆိုတာကိုသူ့လူတွေကိုတင်ပြပေးပါတယ်။ဒီရုရှားစနိုက်ပါသမားကသူတို့ရဲ့စနိုက်ပါသမား9ယောက်နဲ့စစ်တပ်နဲ့သမား3ယောက်ကိုတုတ်တင်ထားခဲ့ပြီးဖြစ်ပါတယ်။ဒီစနိုက်ပါသမားပြုလုပ်ခဲ့တဲ့တပ်ဖြတ်မှုတွေကိုအခြေခံကသူ့ရဲ့အကြိုက်ဆုံးနေရာနဲ့ပတ်သက်ပြီးတော့သူတို့မှအိုင်ဒီယာတစ်ခုရလာခဲ့ပါတယ်။အဆိုပါရုရှားစနိုက်ပါသမားကနေရာမပြောင်းလဲပါဘူး။ ယူကရိန်းစစ်သားတယောက်ကအဲ့ဒီ area တွေကိုမိုင်းဆင်ထားဖို့ကြံပြုတ်ဝင်မယ်လေဗိုလ်မှူးချုပ်ကတော့အဲ့ဒီကြံကိုညင်းလိုက်ပါတယ်ဗိုလ်မှူးချုပ်ကတော့မက်ကူလာကအဲ့ဒီ area တွေကလာတာမို့သူတို့တွေဒီလိုဘာလို့မလုံနိုင်ရလဲဆိုတဲ့အကြောင်းပြချက်ကိုရှင်းပြခန်းလိုက်ပါတယ်အဲ့မှာမက်ကူလာကရုရှားစနိုက်ပါသမားပုံးတဲ့နေရာမှာကလိုရင်းတွေတူလောင်ထားတဲ့အကြောင်းနဲ့တကယ်လို့ဘုံတွေကိုတုံးပြီးတော့သူတို့ကိုတတ်မယ်ဆိုရင်တဘာဝပတ်ဝန်းကျင်ကိုထိခိုက်လာစေနိုင်မှာဖြစ်ကြောင်းရှင်းပြလိုက်ပါတယ်အဲနောက်မှာစနိုက်ပါသမားအားလုံးကိုသူတို့တွေလှုပ်ဆောင်ရမယ့်လုပ်ငန်းစဉ်တစ်ခုချင်းစီတိုင်းကိုပေးလိုက်ပါတယ် ဗမုကျောက်ကတော့သူတို့အနေနဲ့ဒုတိယစနိုက်ပါသမားကိုတုတ်တင်ပြီးပါကမက်ကူလာကိုစောက်ဦးပေါ်တက်ပြီးတော့ရုရှားစနိုက်ပါသမားကိုရှင်းပြစေခြင်းနေပါလေ။အဲဒီနောက်မှာသူတို့တွေကိုထွက်သွားခိုင်းလိုက်ပါလေ။ယူကရိန်းစနိုက်ပါသမားအားလုံးဟာတိုက်ခိုက်မှုပြုလုပ်ဖို့အတွက်နေရာယူထားလိုက်ကြပါပြီ။ပြင်မှတ်ထားတဲ့ area စီတွားသွားနေရာယူပြီးနောက်မှာတော့မက်ကူလာကသူလဲတတ်မှတ်ထားတဲ့နေရာရောက်ပြီးဖြစ်ကြောင်းတီးပြုတ်ပေးလိုက်ပါလေ။မက်ကူလာတယောက်ရုရှားနှစ်ယောက်နောက်ကနေခိုးသွားရင်းနဲ့နှစ်ယောက်စလုံးကိုချက်ချင်းတက်ပြစ်လိုက်ပါလေ။အဲဒီနောက်ထဲကတယောက်ကသူ့အိမ်ကိုလာခဲ့တဲ့သူပါ စနိုက်ပါသမားတွေကသူတို့ပြစ်မှတ်တွေကိုတီးပြုတ်ထားပြီးတော့ပြစ်မိန်ကိုစောင့်နေကြပါတယ်။အဲနောက်မှာတော့တတ်မှတ်ထားတဲ့အချိန်ကိုရောက်လာတာနဲ့သူတို့အားလုံးရန်သူတွေကိုတစ်ချိန်တည်းမှာပဲတုတ်တင်လိုက်နိုင်ခဲ့ပါတယ်။စီရီတယောက်လည်းသူ့ရဲ့ကင်းသမားကဗမာ report တက်မလာတာကိုသတိပြုမိသွားခဲ့ပါတယ်။ဒါကြောင့်မို့နေရာယူထားတဲ့နေရာကနေထွက်လာပြီးတော့ဘာတွေဖြစ်နေသလဲကိုပြင်ကိုသွားကြည့်လိုက်ပါတယ်။တခြားရုရှားစနိုက်ပါသမားတယောက်ကလည်းသူ့နေရာကနေထွက်လာပြီးတော့စစ်သွေးရေးစစ်မှားများပြဿနာတစ်ခုကိုတက်နေသလားဆိုပြီးတော့လာဆက်စစ်ပါတယ်။အောက်ကဆောင်တယောက်ကတော့မဂူလာသူရိုနာကိုရောက်နေတာကိုမသိကြပါဘူး။ မဂူလာကချိန်ကောင်းကိုဆောင်ပြီးတော့နျော့စလုံးကိုပြစ်တက်လိုက်ပါတယ်။စီရီကအပြင်ဘက်ကစနိုက်ပါသမားတယောက်ကိုလာစစ်ဆေးကြည့်တဲ့အခါမှာတော့သူ့နေရာမှာနေရာယူထားနေသေးတာကိုတွေ့လိုက်ရပါတယ်။ဒါမဲ့အဲဒီစနိုက်ပါသမားကပြစ်တက်ခံလိုက်ရတာကိုသိသွားတော့သူလည်းအယံကိုအံ့အားတင်သွားခဲ့ပါတယ်။ဒါကြောင့်မို့သူကတက်ကိုခေါ်လိုက်ပါတယ်။အဲဒီမှာတက်ကိုရောက်ဖို့အတွက်10မိနစ်လောက်ကြာတော့မယ်လို့တစ်ဖက်ကပြောလာပါတယ်။စီရီတယောက်လည်းသူ့နေရာပြန်သွားပြီးတော့စကုပ်မှာမျိုးလုံးပြန်ကတ်လိုက်ပါတယ်။အဲဒီမှာပဲခရစ်တော်တသားရုပ်လေးတစ်ခုကသူ့နားမှာရှိနေတာကိုသူလည်းသတိပြုမှုသွားခဲ့ပါတယ်။ ူဘာမှမလုံနိုင်ခင်ပါတယ်မဂူလာကသူ့နောက်ကျောဘက်ကိုခုံဆင်းလာပြီးတော့သူ့ရဲ့လေဘင်းကိုဓာတ်နဲ့ထိုးဆိုင်ပစ်လိုက်ပါတယ်အခြားစနိုက်ပါသမားတွေကလည်းသူ့နေရာသူပြန်ယူလိုက်ပါတယ်ဒါမဲ့ဖင်ချမထိုင်ရသေးခင်ပါပဲလက်ပစ်ဘုံတလုံးကအလဲရောက်လာပြီးတော့သူလည်းလက်ပစ်ဘုံလိုပဲတစားစီဖြစ်သွားခဲ့ရပါတယ်အဲဒီနောက်မှာတော့တက်ကူတွေလည်းရောက်လာပါတယ်တက်ကူကောင်းဆောင်ကစီရီစီကိုဖုံးဆက်တဲ့အခါမှာတော့မဂူလာကကင်လိုက်ပြီးမင်းတို့တွေခရိုင်းမီးယားမှာဘာတွေလုပ်ခဲ့တယ်ဆိုတာကိုအပြေပြန်ပေးရမယ်လို့ပြောရင်းနဲ့အဲ့ဒီတက်ကူကောင်းဆောင်ကိုလည်းပြစ်တက်လိုက်ပါတယ်ရုရှားစစ်သားတွေလည်းကားတွေကနေဆင်းချလာခဲ့ရပါတယ် ဒါမဲ့လည်းစင်ပလင်းဖြစ်သွားပြီးတော့သူတို့အားလုံးလဲယူကရိန်းစနိုက်ပါသမားတွေရဲ့ပွဲတော်တေခန်ချင်းကိုခံလိုက်ရပြီးတော့အကုန်လုံးကားပေါ်ကနေစင်စင်ချင်းကားကုန်ကြပါလေ။အဲဒီနောက်မှာတော့မကူလာကသူတို့နေရာလေးစီကိုပြန်သွားပြီးတော့သူမိမကိုမြှုပ်နှံထားတဲ့နေရာလေးကိုသွားလေခဲ့ပါလေ။သူမိမအတွက်လည်းလက်စားပြန်ချေနိုင်ခဲ့ပြီဖြစ်ပေမဲ့လို့သူလုပ်ရမယ့်တာဝန်တွေကတော့မပြီးဆုံးသေးပါဘူး။သူဟာကျူးကျော်သူတွေကိုမောင်းထုတ်ဖို့အတွက်သူပညာကိုအကောင်းဆုံးသုံးချဖို့ဆုံးဖြတ်လိုက်ရင်းနဲ့ပဲဇကားလေးလည်းပြီးဆုံးသွားခဲ့ပါတယ်။အစုံဒီနားဆင်ပေးမှုအတွက်လည်းအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရစေခင်ဗျာ။